အမေရိကန်ပြည်ထောင်စုမှာတမတာဟောင်းဒေါ်နယ်ထရမ့်နိုင်ရရှိသွားတာဟာမြန်မာနိုင်ငံအတွက်သတင်းဆိုကြီးလားမင်္ဂလာပါဒီနေ့ကျွန်တော်အမေရိကန်နိုင်ငံရဲ့တမတာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရလတ်တရေနောက်ထပ်ဖြစ်လာနိုင်ခြေရှိတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်သိသလောက်မှတ်သားမိသလောက်လေးဆွေးနွေးပြမှာဖြစ်ပါတယ်ရှင်းမှာကျွန်တော်မေးခဲ့သလိုပဲတမတာဟောင်းဒေါ်နယ်ထရမ့်ကယခုရွေးကောက်ပွဲကိုမဲအနံ့ရရှိသွားခြင်းဟာမြန်မာနိုင်ငံအတွက်သတင်းဆိုလားဆိုတာကိုကျွန်တော်အချက်လက်လေးနဲ့လေ့လာကြည့်အောင်ပါ တကယ်တော့ဒီမေးခွန်းဟာကျွန်တော်မြန်မာနိုင်ငံတနိုင်ငံနဲ့အတွက်တော့မဟုတ်ဘူးဗျနိုင်ငံအများစုအထူးသဖြင့်ဆင်းရဲတဲ့နိုင်ငံအများစုအတွက်တော့ဒါမေးခွန်းကြီးတစ်ခုဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့တမတတော်နဲ့ Trump ဟာပြီးခဲ့တဲ့သူ့တမတတက်တန်းမှာ immigration ဥပဒေတွေကို အများကြီးပြောင်းလဲပစ်ခဲ့တာဖြစ်တယ်။ပြီးတော့သူတို့နိုင်ငံတွေကိုခိုးဝင်နေတဲ့တရားမဝင်ဝင်ရောက်မှုတွေကိုလည်းအတက်နိုင်ဆုံးအတင်းအကျပ်ဆုံးလုပ်ပြီးတော့တားမြစ်ခဲ့တာ တင်းကျပ်ခဲ့တာကိုတွေ့ရတယ်။ အထူးသဖြင့်ဆိုရင်တော့မက္ကဆီကိုနယ်စပ်မှာချမ်းစီယိုတွေခတ်ပြီးတော့တရားမဝင်ဝင်ရောက်မှုတွေကိုတားမြစ်ခဲ့တာတွေ့ကြရတယ်ပေါ့နော်အဲ့ဒါအပြင်သူ့တမန်တာတတန်းမကုန်ခင်မှာလေကျွန်တော်မြန်မာနိုင်ငံကနေဝင်လာမဲ့အထူးသဖြင့်အလေအပတ်လိုဗီဇာတွေကိုရပ်တန့်ပြစ်ခဲ့တာကိုတွေ့ကြရတယ်ပြီးတော့ asylum လို့ခေါ်တဲ့နိုင်ငံရေးခေလွန်ကွန်းရှောက်တဲ့သူတွေကိုလည်းနိုင်ငံရေးခေလွန်ကွန်းမရခင်အချိန်တုန်းမှာပြစ်မှုတစုံတရာတွေ့တာနဲ့မြန်မာနိုင်ငံကို ြန်ပို့တဲ့အစီအစဉ်တွေကိုလည်းလုပ်ခဲ့တာတွေ့ရတယ်ဒါတွေကအရင်ကြီး popular ဖြစ်မလာပေမဲ့လူတွေအတိများမလာပေမဲ့လည်းတကယ်လက်တွေ့ပို့ခဲ့တဲ့သူတွေလည်းရှိခဲ့တယ်ပေါ့နော်အဲ့ဒါအပြင်မြန်မာနိုင်ငံကိုလည်းအဲ့လိုပို့ရင်လက်ခံရမယ်ဆိုပြီးတော့ဖိအားပေးခဲ့တာတွေလည်းရှိပါတယ်ဒီလိုတွေဘာကြောင့်လုပ်လဲဆိုတော့သူ့ရဲ့အတိတ်ကစောင်းဘုတ်ကူက Make America Great Again ဆိုတဲ့စောင်းဘုတ်နဲ့လာတာဖြစ်ပါတယ်ဆိုလိုချင်တာကတော့သူ့နိုင်ငံသားရင်းနဲ့သူ့နိုင်ငံကိုပဲ အဓိကပြန်ကာကွယ်ပြီးတိုးတက်အောင်ချမ်းသာအောင်လုပ်မယ်လို့ဆိုလိုတာဖြစ်တယ်။တခြားနိုင်ငံကနေဝန်လာတဲ့သူတွေတခြားနိုင်ငံကနေရွှေ့ပြောင်းလာတဲ့သူတွေကိုဦးဆောင်ပေးဦးဆိုတဲ့သဘောတက်ရောက်ပါတယ်။ဒီလိုတွေကန့်တက်ဖို့ဒီလိုတွေတားမြစ်ဖို့ကလည်းကဘာကြီးမှာအကြောင်းဖန်လာပါတယ်။အဲ့ဒါကတော့လက်ရှိကဘာကြီးမှာနေရာတိုင်းလိုလိုမှာစစ်ပွဲတွေမတည်ငြိမ်မှုတွေဖြစ်နေတာပါ။အဲ့ဒီတိုက်ပွဲတွေမတည်ငြိမ်မှုတွေရဲ့ရိုက်ခတ်မှုဟာတည်ငြိမ်အေးချမ်းတဲ့နိုင်ငံတွေကိုလည်းလာပြီးတော့ထိရောက်ပါတယ်။အထူးသဖြင့်အမေရိကလို့ နိုင်ငံရေးကိုလုံးဝတောင်းတဲ့သူတွေသို့မဟုတ်ရွှေ့ပြောင်းလာတဲ့သူတွေတိုက်ပွဲတွေစစ်ပွဲတွေကြောင့်ထွက်ပြေးတဲ့သူတွေကိုလက်ခံပြီးတော့ခိုလုံုံပေးတဲ့နိုင်ငံတွေဟာနောက်ဆက်တွဲပြဿနာတွေကိုပိုပြီးကြုံနေရတာဖြစ်ပါတယ်။ရွှေ့ပြောင်းနေထိုင်သူတွေကိုကူညီပေးတဲ့အခါမှာနောက်ဆက်တွဲပြဿနာနေနဲ့ဘာတွေရှိလာလဲဆိုတော့ရွှေ့ပြောင်းနေထိုင်လာတဲ့လူတွေဟာဘာသာရေးအရာပဲဖြစ်ဖြစ်လူမျိုးရေးအရာပဲဖြစ်ဖြစ်ယဉ်ကျေးမှုအရာပဲဖြစ်ဖြစ် တချို့ကအသိပညာအားနည်းတယ်တချို့ကလည်းအသိပညာရှိတယ်တချို့ကလည်း မှန် US ဆန်တဲ့လုပ်ရည်တွေကိုလွှင့်ချင်ကြတယ်တချို့ကလည်းထင်ငယ်အေးချမ်းကြတယ်တချို့ကအကြမ်းဖက်မှုတွေကိုလှုပ်ဆောင်ချင်ကြတယ်တချို့ကတရားဥပဒေကိုတည်ချလိုက်နာကြတယ်အဲ့ဒီထဲမှာမှအကြမ်းဖက်မှုကိုလှုပ်ချင်တဲ့လူတွေတရားဥပဒေကို မလိုက်နာတဲ့သူတွေအသိပညာအားနည်းပြီးတော့သူတို့ရဲ့ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုဂရုမစိုက်တဲ့သူတွေဟာအေးအေးချမ်းချမ်းနေချင်တဲ့သူတို့နိုင်ငံသားတွေအတွက်တော့ပြဿနာအကြီးတစ်ခုဖြစ်လာပါတယ်အဲ့ဒီထဲမှာအခုဆိုရင်ကျွန်တော်မြန်မာနိုင်ငံသားတွေလည်းပါဝင်လာပါတယ် ကျွန်တော်မြန်မာနိုင်ငံသားတွေဟာလည်းဟိုလက်နက်ကင်ဆောင်ပြီးတော့ပြစ်ခတ်မှုတွေဖြစ်တာလူရဲမှုတွေခိုးယူမှုတွေဒီစင်ရနေတဲ့မှာလည်းကျွန်တော်မြန်မာနိုင်ငံသားတွေပါလာတာကိုစင်မကောင်းစွာနဲ့တွေ့နေရတယ်ပေါ့နော်အဲ့တော့သူတို့ကအတိတ်ခြုံကြီးတဲ့အခါဒီပြဿနာတွေဘာကြောင့်ဖြစ်လာတာလဲဆိုတော့တရားမဝင်ရွှေ့ပြောင်းသူတွေသို့မဟုတ်နိုင်ငံရေးခွန်လုံတောင်းသူတွေကိုအများကြီးလက်ခံလို့ဖြစ်ရတယ်ဆိုပြီးတော့ခြုံပြီးတော့တွေးလာကြတယ်ဒါကြောင့်လေဒီပြဿနာတွေကိုတားဆီးနိုင်အောင်စူးစမ်းကြတယ်ပေါ့အဲ့တော့ ဒေါ်နယ်ထရမ့်ကလည်းဒီအချက်ကိုပဲအဓိကကင်ပြီးတော့မဲဆွဲခဲ့တယ်လို့လက်ရှိတည်ငြိမ်အေဂျင့်နဲ့ဘဝနဲ့နေကျင်တဲ့သူ့နိုင်ငံသားတွေကလည်းဒါကိုကြည့်ပြီးတော့အဓိကထောက်ခံခဲ့တယ်လို့ကျွန်တော်ယူဆလို့ရတယ်ပေါ့အဲ့ဒါအပြင် နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကယနေ့ကဘာကြီးမှာနိုင်ငံတော်တော်များများမှာ far right extremism တို့မဟုတ် far right politics လက်ရာဆွန်းဝါဒီတွေတို့မဟုတ်လက်ရာဆွန်းနိုင်ငံရေးသမားတွေနိုင်ငံရေးတွေဟာတော်တော်ခက်ဆားလာလို့တွေ့ရတယ် ဲ့လက်ရဆွန်းနိုင်ငံရေးသမားတွေလက်ရဆွန်းဝါဒီတွေဆိုတာဘာလို့ဆိုလိုတာလဲဆိုတော့သူတို့နိုင်ငံအတွင်းမှာရှိတဲ့သူတို့ပြည်သူတွေသူတို့နိုင်ငံသားတွေကိုသာဦးစားပေးမယ်ဆိုတဲ့အယူဝါဒသမားတွေပါ တခြားသူတွေတခြားနိုင်ငံသူတွေဘာဖြစ်ဖြစ်တခြားနိုင်ငံသူတွေကိုဦးစားမပေးနိုင်ဘူးဆိုတဲ့ဝါဒသမားတွေဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဆယ်ကစုနှစ်တည်တုန်းကတော့ far left politics ကတော်တော်လေးခက်စားခဲ့တာပေါ့ဒါကတော့တကဘာလုံးမှာရှိတဲ့စင်ရနန်းပေါင်းမှုတွေ အခက်အခဲဒုက္ခရောက်နေတဲ့သူတွေကိုကယ်ရမယ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုတကဘာလုံးအောင်ဖြန့်ကျက်ပေးနိုင်အောင်ကြိုးစားရမယ်ဆိုတဲ့စနစ်ကိုကျင့်သုံးခဲ့တာအဲ့တော့လက်ရှိကဘာကြီးမှာကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့အနေငယ်ပြောင်းလာတယ်ဗျအထူးသဖြင့်ကျွန်တော်တို့ဥရောပမှာဆိုလို့ရှိရင်အဲ့ဒါတွေအများကြီးတွေ့လာရတယ်ဘလို့အချက်တွေမှာအဓိကတည်တာလာလဲဆိုတော့ဒီနှစ်ထဲမှာကျင်းပသွားတဲ့ဥရောပပါလီမန်ရွေးကောက်ပွဲတို့ကျွန်တော်လက်ရှိကျွန်တော်နေတဲ့ပြင်သစ်နိုင်ငံမှာရွေးကောက်ပွဲတို့ဒီလိုရွေးကောက်ပွဲတွေလုပ်တဲ့အခါမှာဆိုရင် ဒီ far right politics လက်ရာစွန်းနိုင်ငံရေးသမားတွေဟာပို့ပြီးတော့အင်အားကြီးလာတာကိုတွေ့ကြရတယ်ပေါ့ဒါပြီးခဲ့တဲ့လပိုင်းတွေမှာကျင်းပခဲ့တဲ့ပြည်ထောင်နိုင်ငံရွေးကောက်ပွဲမှာတော့မှာရွေးကောက်ပွဲကာလမှာ far right extremism သို့မဟုတ် right one extremism ပေါ့လက်ရာစွန်းဝါဒီတွေနိုင်မဲဆိုပြီးတော့ကြော်ကြားလာတာကိုတွေ့ရပြီးတော့ကျွန်တော်တို့တောင်မှတော်တော်လေးစိတ်ပူခဲ့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့တွေကအနိုင်ရရှိသွားရင်ကျွန်တော်တို့လို့ ရွှေ့ပြောင်းလာတဲ့သူတွေကျွန်တော်တို့လိုနိုင်ငံရေးခိုလုံခံတောင်းတဲ့သူတွေအတွက်တော်တော်ကြီးကိုအခက်အခဲဖြစ်သွားနိုင်တာဖြစ်ပါတယ်အဲ့ဒါအပြင်အခက်မသိရင်ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံကိုတော့ပြန်ပို့နိုင်တာဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒါတွေကိုစိုးရိမ်ခဲ့ရတယ်အကန့်ကောင်းစွာနဲ့ပဲ far left politics လဝဲဆွန်နိုင်ငံကြီးကအနိုင်ရရှိသွားတယ်ပေါ့ဒါကတော့ကျွန်တော်တို့အတွက်ကံကောင်းတဲ့အချက်ပေါ့အဲ့တော့ America မှာလည်းအဲ့ဒီပြဿနာဖြစ်လာတာပါဆိုလိုတာကကျွန်တော်ရှိမှပြောခဲ့သလိုပဲရွှေ့ပြောင်းလာတဲ့သူတွေခေလုံးကတောင်းတဲ့သူတွေဟာနိုင်ငံအတွက် ပြဿနာကြီးတစ်ခုလို့ဖြစ်လာတယ်။အဲအသေးစိတ်ထပ်ပြီးလေ့လာမယ်ဆိုလို့ရှိရင်အကြမ်းဖက်မှုကိုလုံယုံတဲ့ပြဿနာကြီးတစ်ခုလို့သတ်မှတ်တာမဟုတ်ဘဲနဲ့နောက်ထပ်ဒီရွှေ့ပြောင်းလာတဲ့သူတွေခိုလုံတဲ့သူတွေပြဿနာတစ်ခုလို့သတ်မှတ်လာတဲ့အကြောင်းရင်းကတော့အခွန်ဆောင်နေရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အမေရိကန်မှာရှိတဲ့တာမန်ပြည်သူတွေကအခွန်နေဆောင်နေရတယ်။အဲ့ဒီအခွန်ငွေတွေကဘယ်လိုသွားလဲဆိုတော့စစ်ပွဲတွေစီကိုသွားတယ်။အဲ့ဒီအခွန်ငွေတွေက နိုင်ငံထဲကိုဝင်လာတဲ့ရွှေ့ပြောင်းလာတဲ့သူတွေ ဒုက္ခတွေကိုထောက်ပံ့တဲ့နေရာမှာသွားတယ်ပေါ့ဆိုတော့ဒီအခွန်ငွေတွေကတကယ်တော့သူတို့အခွန်ဆောင်တယ်ဆိုတာနိုင်ငံကိုကာကွယ်ဖို့ရယ်နိုင်ငံကိုတိုးတက်ဖို့ရယ်နိုင်ငံစီးပွားရေးတိုးတက်လာဖို့ဆိုတဲ့အချက်လက်တွေနဲ့လုံခြုံမှုကျန်းမာရေးစောင့်ရှောက်မှုဒါတွေအတွက်အခွန်ဆောင်ကြတာဖြစ်တယ်ဒါပေမဲ့သူတို့နိုင်ငံရဲ့အစိုးရကအဲ့ဒါတွေကိုရှော့ချပြီးတော့စစ်ပွဲတွေမှာသူတို့အခွန်တွေကိုသုံးတာအခုလိုဝင်ရောက်လာတဲ့ရှစ်ပြောင်းဝင်ရောက်သူတွေကိုတုံ့မဟုတ်ဒုက္ခတွေကိုအခွန်ငွေတွေပေးနေတာနဲ့ပတ်သက်ပြီးသူတို့ဟာ ိတ်ပြီးတော့စိတ်မချမ်းသာမှုတွေဖြစ်လာတယ်။အဲ့ဒါကြောင့်လေ Donald Trump လို့ပြပြသားသားနဲ့ရွှေ့ပြောင်းလာတဲ့သူတွေကိုတင်းကျပ်မယ်ဆိုတဲ့လူကိုမဲများများပေးကြတယ်လို့ကျွန်တော်တို့ထင်မြင်ယူဆရတယ်ပေါ့ဆိုတော့အဓိကမေးခွန်းဘက်ကိုပြန်သွားရရင် Donald Trump တက်လာတာဟာမြန်မာနိုင်ငံသားတွေအတွက်သို့မဟုတ်မြန်မာပြည်အတွက်သတင်းစိုးရီးလားဆိုတော့ကျွန်တော်ဆက်ကြည့်ရအောင်ပါအဲ့တော့တကယ်တမ်းပြောရရင် ဟုတ်ပါတယ်ဒါလည်းသတင်းစိုးဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့သူဟာ immigration ဥပဒေကိုနော် တို့နိုင်ငံလေးကိုဝင်လာတဲ့ရွှေပြောင်းနေထိုင်သူတွေအပေါ်တင်းကျပ်တဲ့ဥပဒေကိုတတ်မှတ်မယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံသားကြီးလည်းပါပြီပေါ့ဗျာအခုတော့မြန်မာနိုင်ငံသားအနေနဲ့အမေရိကကိုအမေရိကန်ပြည်အောင်စုကိုတွားဖို့ကအယံခန့်နေတာအကယ်၍ဒေါ်နယ်ထရမ့်သာတမတဖြစ်လာပြီဆိုရင်ပိုခတ်သွားမယ်လို့ကျွန်တော်ထင်မြင်မိတယ်ပေါ့ဆိုတော့ဘလိုနီးယားကြီးမှာပိုခတ်လာမလဲဆိုတော့နံပါတ်၁အချက်သူတို့နိုင်ငံလေးကိုခုံချခြင်းတဲ့သူတွေအဲခုံချတယ်ဆိုတာယနေ့ခင်မှာခေတ်ဆန်းလာတဲ့စကားပေါ့ဗျာခုံချလာတယ်ဆိုတာကတော့လင်းရင်နဲ့အလဲပတ်လို့ ပွဲတစ်ခုခုကိုသွားတဲ့လုံနဲ့သွားလိုက်ပြီးတော့မပြန်တော့ overstay နေတဲ့အဲ့နိုင်ငံမှာပဲအဆက်အသွယ်တစ်ခုခုနဲ့ရရှိရက်တည်နေအောင်ကြိုးစားရတယ်။ဒါကိုခုံချရလို့ပြောကြရတယ်ပေါ့။အဲ့လိုခုံချရတဲ့သူတွေအတွက်အတားအဆီးတစ်ခုဖြစ်လာမယ်။နောက်တစ်ချက်ကတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာအထူးသဖြင့်ပြီးခဲ့တဲ့လမှာ DV Lottery အကြောင်းကိုကျွန်တော်အများကြီးရှင်းပြခဲ့တယ်၊ကူညီပေးခဲ့တယ်။ DV သမားတွေအတွက်လည်းအခက်အခဲရလို့ဖြစ်လာနိုင်ခြေရှိတယ်။ဘာကြောင့်လဲဆိုတော့ DV ပေါ့ရင်တို့နိုင်ငံသားဖြစ်ခွင့်ရမှာဆိုတော့ အဲ့နိုင်ငံသားဖြစ်ခွင့်တွေကိုလည်းသူဟာကန့်တက်လာတာဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါဟာအတိအကျပြောလို့မရရင်ပဲလေအဲ့ဒီဘက်မှာတော်တော်ကြီးကိုရာဂိုင်းတော့နေများနေပါတယ်။ဆိုတော့လက်ရှိအမေရိကန်ကိုရောက်ပြီးသားနိုင်ငံသားဖြစ်ခွင့်မရသေးတဲ့သူတွေတော့မဟုတ်ခိုလုံအပြည့်အဝမရသေးတဲ့သူတွေအတွက်လည်းဒါဟာအခက်အခဲကြီးပြဿနာကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့စီကန်းနေအများကြီးတင်းကျပ်လိုက်တဲ့ဆိုရင်ခိုလုံကတောင်းတဲ့သူတွေကိုခိုလုံကမပေးတော့တာတို့မြန်မာနိုင်ငံကိုပြန်ပို့တာတို့ဖြစ်သွားနိုင်တယ်ပေါ့။အဲ့လိုတွေဖြစ်လာတယ်ဆိုရင်တော့ဒါဟာတော်တော်ကြီးကိုဆိုးတဲ့တည်င်းတွေလို့ဖြစ်တော့မှာပါ။ ောက်တစ်ချက်ကတော့အဲ့လိုခိုလုံကွန်တောင်းတဲ့ကာလာတွေမှာသို့မဟုတ်နိုင်ငံသားဖြစ်ခွင့်စောင့်နေတဲ့ကာလာတွေမှာဆိုရင်ပြစ်မှုတစုံတရာမလုပ်ဖို့အရန်အရေးကြီးပါတယ်။အဲ့တော့သူတို့နိုင်ငံမှာပြစ်မှုလုပ်လိုက်တယ် violence လို့ဒါအကြမ်းဖက်မှုတစ်ခုခုလုပ်လိုက်တယ်ဆိုလို့ရှိရင်သူတို့ဟာတော်တော်တင်းတင်းကြပ်ကြပ်ကင်တွေမှာဖြစ်ပါတယ်။အဲ့လိုတင်းတင်းကြပ်ကြပ်ကင်တွေတာဖြစ်တဲ့အတွက်ကြောင့်အခက်မသိရင်နိုင်ငံသားဖြစ်ခွင့်ရှောင့်နေရတာနေပြီးတော့မြန်မာနိုင်ငံတော့တိုက်ရိုက်ပြန်ပို့တာကိုခံရနိုင်ပါတယ်။ဒါကြောင့်မလို့အမေရိကမှာလက်ရှိရောက်နေတဲ့သူတွေသို့မဟုတ် လက်ရှိသွားဖို့ကြိုးစားနေတဲ့သူတွေဆိုရင်လေအမေရိကကိုရောက်တဲ့အခါမှာသူတို့ရဲ့ဥပဒေကိုတေချာလိုက်နာဖို့နဲ့အကြမ်းဖက်မှုတွေပြစ်မှုဆိုင်ရာတွေတခုမှမကျူးလွန်ဖို့တတိထားစီခြင်းပါတယ်။နောက်တစ်ချက်ကတော့အဲ့ဒီလိုတွေပြစ်မှုတွေကျူးလွန်တာတွေများလာလေလေကျွန်တော်မြန်မာနိုင်ငံဆိုတာသုံးဖို့မြန်မာနိုင်ငံသားတွေအပေါ်မှာသူတို့ American ပြည်တော်စုမှာရှိတဲ့သူတွေဟာအထင်မြင်သိမှုတွေသုံးဖို့ကမ္ဘာတဝန်းမှာရှိတဲ့သူတွေဟာအထင်မြင်သိမှုတွေပိုများလာနိုင်တယ်ပေါ့ဗျာ။ဒါကြောင့်မလို့ပြီးခဲ့တဲ့ လပိုင်းနေမှာဆိုလို့ရှိရင်လေထိုင်းနိုင်ငံမှာပြဿနာတွေအများကြီးဖြစ်တယ်ပေါ့ထိုင်းမှာရွှေပြောင်းတဲ့သူတွေကပြဿနာတွေလုံးလို့အကြမ်းဖက်မှုတွေရှိလာလို့တို့မဟုတ်သူတို့ရဲ့တရားဥပဒေကိုမလိုက်နာလို့နိုင်ငံသားတွေကဆန္ဒပြရတဲ့အထိဖြစ်တယ်လို့အဲ့လိုပဲအမေရိကလိုနိုင်ငံဥရောပပါတီမှာလည်းကျွန်တော်မြန်မာနိုင်ငံသားအနေနဲ့စီကံရှိရှိမနေဘူးဆိုရင်သူတို့ရဲ့တရားဥပဒေကိုလေးစားလိုက်နာမှုမရှိဘူးဆိုရင်သူတို့ရဲ့ကျင့်ဖယ်မှုကိုလည်းခံရနိုင်တယ်လက်ရှိနေနေရတဲ့သူတွေကျင်ဖန်မှုကိုခံရနိုင်တယ်လို့နောက်လာမဲ့သူတွေအတွက်လည်း ကျင်ဖယ်မှုတွေနှိမ့်ချမှုတွေခံရနိုင်ရရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးကသတိထားပြီးတော့စဉ်စဉ်ကျင်နေဖို့လိုအပ်ပါတယ်။ကျွန်တော်အခုလိုပြောနေတာဟာဥပဒေရေးရာအကြောင်းအတိအကျသိလို့ပြောနေတာလည်းမဟုတ်သလိုဆရာကြီးတယောက်အနေနဲ့လည်းဝေဖန်နေတာပြစ်တင်နေတာပြောဆိုနေတာမဟုတ်ပါဘူး။ကျွန်တော်သိသလောက်ကျွန်တော်လေ့လာမိသလောက်လေးမျှော်ပေးတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့အကြောင်းအရာကိုအဆုံးသတ်ရရင်ဒေါ်နယ်ထရမ့်တက်လာခြင်းဟာမြန်မာနိုင်ငံအတွက်သတင်းဆိုလာဆိုရင်ရာဂိုင်းလုံးတော်တော်များများကတော့ဟုတ်တယ်လို့ပဲကျွန်တော်ဖြေရတော့မှာပါ။ ဒါကြောင့်မလို့အတက်နိုင်ဆုံးလက်ရှိအမေရိကမှာရောက်နေတဲ့သူတွေဟာလည်းတရားဥပဒေလိုက်နာပြီးတော့နိုင်ငံသားကောင်းသို့မဟုတ်ဝင်ရောက်လာတဲ့ပြည်သူကောင်းအနေနဲ့နေတတ်ဖို့စ조사ရမှာဖြစ်တယ်လို့ချက်ချင်းဆိုသလိုတရားဥပဒေတွေ immigration law လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုအများကြီးပြောင်းလဲမပြစ်ဖို့ကျွန်တော်တို့မျှော်လင့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောသွားတဲ့အချက်လက်တွေဟာလက်ရှိအမေရိကကိုသွားကျင်တဲ့သူတွေအတွက်စိတ်သက်ကြစရာတွေဖြစ်ကောင်းဖြစ်မယ်ပေါ့ဗျာဒါပေမဲ့စိတ်သက်မကြပါနဲ့ ကိုသွားဖို့စူးစမ်းနေတဲ့လမ်းကြောင်းတွေကိုရောက်အောင်သာစူးစမ်းပါဥပဒေဆိုတာကလည်းချက်ချင်းပြင်ဆင်လို့ရတဲ့အရာမဟုတ်ပါဘူးသူတို့နိုင်ငံမှာလည်းအထက်လွတ်တော်အောက်လွတ်တော်ရရှိတယ်လို့တမန်တော်နဲ့ဝန်ကြီးတွေရဲ့ဒါသဘောတူညီချက်တွေရှိမှဥပဒေတစ်ခုဆိုတာဖြစ်လာတာပါဒါကြောင့်မလို့လက်ရှိသွားနိုင်ဖို့စ조사နေတဲ့သူတွေဟာစိတ်ဓာတ်မကျပါနဲ့ပြီးတော့အချိန်နဲ့အရေးကြီးမဆွဲပါနဲ့မြန်မြန်ဆန်ဆန်သွားနိုင်အောင်စ조사ဖို့တိုက်တွန်းလိုပါတယ်ဒီနေ့ကျွန်တော်ရဲ့ဆွေးနွေးချက်သုံးသပ်ချက်ကတော့ဒီလောက်ပါပဲနောက်ရက်တွေမှာလည်းကျွန်တော် far right politics လက်ရဆွမ်းဝါဒီတွေဘလို့ဖြစ်လာပြီးတော့ကဘာကြီးမှာဘာကြောင့်လက်ရဆွမ်းဝါဒီတွေကြီးစိုးလာမဲ့ပုံပေါ်နေလဲဆိုတာကိုကျွန်တော်လေ့လာမိသလောက်လေးထပ်ပြီးတော့မျှဝေပေးပါဦးမယ်။အခုကျွန်တော်ပြောသွားတဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းခုမှမှမျှဝေနိုင်ပါတယ်။ကျွန်တော်မှားတဲ့အချက်တွေရှိရင်လည်းထောက်ပြဝေဖန်ဖို့တောင်းဆိုပါတယ်။အဆုံးနဲ့ကြည့်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်။